မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကို တင်ဆက်ပေးပါမယ် တော်လန်ကြီးရဲ့စိတ်ဝိညာဉ်ကိုခြာနင်းလိုက်တော့လာရှုအညံ့ခံပွဲဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။2029ဆစ်စင်ရေးမှာကြာဆုံးခဲ့တဲ့ရဲဘော်တွေကိုမြုံနံထားတဲ့နေရာမှာပန်းခွေကြအလေးပြုနေတဲ့ MNDA ကောင်းဆောင်ဖုန်တာရင်စစ်ပွဲတပွဲရှုံးနေခဲ့ရင်ပါဝင်တိုက်ခိုက်ခဲ့တဲ့စစ်တီအရေးအတွက်ထပ်ပို့ပြီးတည်ဆုံစရာမရှိဒါပေမဲ့နိုင်ငံရေးရှုံးနေရင်တပွဲလုံးတည်ဆုံရခြင်းပါပဲ။ဆိုရှယ်မီဒီယာပေါ်ဖြတ်ခနဲတွေးလိုက်ရတဲ့အထက်ပါမှတ်ချက်စကားကအရှင်းမြောက်တိုင်းစစ်ဌာနချုပ်အလန်ထောင်ပြီးလာရှုမြို့နဲ့တန်းစီဝင်လာတဲ့အာနာသိန်းစစ် တပ်ရဲ့စစ်ရင်တန်းကိုကြည်လျက်ပြည်သူရဲ့ရေတွင်းခန်းစားချက်မှာပေါ်ထွက်လာတဲ့လင်းနဲ့တဲ့ခန်းစားချက်ဖြစ်ပြီးသွေးထွက်အောင်မှန်ကန်တဲ့အစကားပါပဲမြန်မာပြည်ရင်းစစ်သမိုင်းမှာတိုင်းရင်းသားလက်နက်ကိုင်ဖွဲ့ခေါင်းဆောင်တွေကစစ်တပ်ကိုစက်ကျင်တိုက်ခိုက်နေတဲ့စစ်ပွဲများကိုတော်လန်ကြီးလို့အမောတင်တစိကပ်ပြောဆိုနေရှိကြတယ် ၎င်းတို့ကိုတိုင်းရင်းသားတော်လိုင်းတပ်ဖွဲ့များ ERO လို့ခေါ်ဝေါ်မှာတိုင်းနစ်တက်တဲ့သူတွေလည်းဖြစ်တယ်။၎င်းတို့ရဲ့တော်လိုင်းကတရားမျှတမှုတိုင်းရင်းသားတန်းတူညီများမှုနဲ့ကိုယ်ကံကြမ္မာကိုဖန်တီးနိုင်ဖို့အတွက်ဖြစ်တယ်။ဒါကြောင့်တော်လိုင်းဆင်နွှဲနေလို့လည်းတရားထူထောင်ကြပါတယ်။ 2021ခုနှစ်ຫນွေဥဒေါ်လာ1မပေါ်ပေါမီအထိတိုင်းရင်သားလက်နက်ကင်ဖွဲ့ခေါင်းဆောင်တို့ရဲ့ပြောဆိုချက်တွေကို၎င်းတို့ကြီးစိုးရဒေတာမှဒေတာခန်နေအပါအဝင်ပြည်သူလူထုအများစုကစစ်မှန်တဲ့စကားတွေဖြစ်တယ်လို့ရှုံးချသူနှဲပါပါတယ်။အကြောင်းကအဲ့ဒီဖွဲ့တွေကတမိုင်းတရှောင်းစစ်တပ်နဲ့တိုက်ပွဲဖြစ်လိုက်ဆိတ်ဆက်ညှိနှိုင်းလိုက်အပြစ်ခတ်ရဲဆဲလိုက်တိုက်ပွဲတွေပြန်ဖြစ်လိုက်လုံလာကြတာဖြစ်တယ်။စစ်တပ်နဲ့အဲ့ဒီဖွဲ့တွေအကြားလက်နက်ကင်ပဋိပက္ခတန်နေရာဆယ်စုနှစ်များအတွင်းစစ်ဘေးဒဏ်ခါးသီးစွာခံခဲ့ရတဲ့ပြည်သူတို့အတွက်အဲ့ဒီဖြစ်စဉ်တွေကအထူးဆန်းမဟုတ်တော့ လို့ပြည်သူ့ကိုကောင်းကျိုးမပေးတဲ့မြည်သည့်ဘက်ကမှအယုံကြည်မရှိကြပါဒါပေမဲ့2021ခုနှစ်ဖေဖော်ဝါရီလတရနေ့မှာလက်နက်အားကိုနဲ့ထပ်မံစစ်အာဏာသိမ်းပြီးတိုင်းပြည်ကိုဆင်းရဲဒုက္ခတွင်နေဆွဲချခဲ့တဲ့စစ်တပ်ရဲ့လုပ်ရက်ကိုပြည်သူတရက်လုံးကတင်းခတ်နိုင်စွာအုံဆုံးသွားပြီး စစ်အာဏာရှင်စနစ်ချုပ်ငင်းရင်ရရလက်နက်ဆွဲကင်တော်လန်ခဲ့ကြတဲ့လွတ်လပ်ရေးရပြီးနောက်ပိုင်းမြန်မာနိုင်ငံတမိုင်းမှာအထူးခြားဆုံးပြည်သူကိုယ်တိုင်ရွေးချယ်ခဲ့တဲ့ပြည်သူတော်လှန်ပေါ်ပေါက်လာခြင်းဖြစ်တဲ့နိုင်ငံအနှံ့မှာပြည်သူများရရလက်နက်ဆွဲကင်ပြီးစစ်အာဏာရှင်စနစ်တော်လှန်နေခြင်းကိုမြင်တွေ့ရတဲ့အခါပြည်သူနဲ့တူရက်တိမဲ့စစ်အာဏာရှင်စနစ်ကိုအမြင့်ပြတ်ချိန်မုံမဲ့လို့ကြွေးကြော်လျက် လက်နက်ကင်တော်လှန်ရေးစီးကြတွင်စီးမျောလိုက်ကြရာတိုင်းရင်းသားလက်နက်ကင်ဖွဲ့တွေတောင်ဖြစ်ပါတယ်။၎င်းက၎င်းတို့ဆုံးဖြတ်ချက်နဲ့ရွေးချယ်မှုသာဖြစ်ပြီးပြည်သူတော်လှန်ကိုကုညီယာရောက်တဲ့ တွက်ပြည်သူတွေကလည်းကြိုဆိုခဲ့ကြတယ်။အဲဒီအချိန်လက်နက်အင်အားပြည်စုံသွားတက်ဆင်ထားပြီးစနစ်တကျလေးစင်ဖွဲ့စည်းထားတဲ့စစ်တပ်ကိုရှင်ဆိုင်နိုင်တဲ့လက်နက်ကင်တပ်ဖွဲ့တွေဆိုပြီးတိုင်းရင်းသားလက်နက်ကင်တပ်ဖွဲ့တွေသာရှိပါတယ်။၎င်းတို့ကပြည်သူ့ဘက်မှရက်တီလာကြတဲ့အတွက်ပြည်သူတို့ကအားကိုးခြင်းအဲဒီဖွဲ့များထိန်းချုပ်ရနေမြေကိုတွားရောက်စစ်ပညာသင်ယူခြင်းအဲဒီဖွဲ့တွေနဲ့တူအသက်ပေးပြီးစစ်တပ်ကိုပြန်လည်တိုက်ခိုက်ခြင်းစတဲ့ဖြစ်စဉ်တွေမှာလွန်ခဲ့တဲ့လေးနှစ်အတွင်းပြည်သူ့တော်လှန်ရေးတရေတီပေါက်ဖွားလာခဲ့တဲ့ဖြစ်စဉ်တွေမဟုတ်ပါလား။ဒီကနေ့အချိန်ထိသမိုင်းမှာမကြုံဘူး ဲအာနာသိန်းစစ်တပ်ကြာရှုံးနေခြင်းကတိုင်းဒါလက်နက်ကင်ဖွဲ့တွေရဲ့စွမ်းအားနဲ့စွမ်းရည်တခုတည်းကြောင့်မဟုတ်ပြည်သူထောက်ခံမှုပြည်သူအင်အားပို့ပြီးအလေးမြတ်ပြုရမယ်ပြည်သူတွေရဲ့ပိုင်ဆိုင်နိုင်သမျှချွေးနှဲစာတွေကိုပါရှင်းလင်းထားတဲ့တော်လိုင်းရန်ပုံငွေပေါ်အခြေခံပြီးဖြစ်ပေါ်လာတဲ့ပြည်သူတော်လိုင်းရေးကြောင့်သာအဆိုပါစင်ရေးအောင်မြင်မှုရလဒ်တွေရရှိလာတာဖြစ်ပါတယ် ဒီတချိန်မှာတမိုင်းတလျှောက်ပြည်သူကိုနှိမ့်ဆက်တပ်ဖြတ်ခဲ့တဲ့တည်င်းရုပ်တဲ့အာနာသိန်းစစ်ကောင်ဆောင်တွေကိုအမြင့်ဖြတ်ရှင်းလင်းနိုင်တော့မယ်လို့ယုံကြည်မှုတွေပြေဝါလာခြင်းလာရှိုးအញ្ញံခံပွဲဖြစ်စဉ်ကတိုင်းဒေသလက်နက်ကင်ဖွဲ့ကောင်ဆောင်များခံယူထားတဲ့တော်လန်ရဲ့အဓိပ္ပာယ်ကိုအရေးကွန်နွားခြားပြလိုက်ခြင်းလားလို့မိကွန်ထဝါတော်မှာဖြစ်ပါတယ်။ဒါအပြင် လာရှိုးအញ្ញံခံပွဲကဆယ်စုနှစ်များစွာပြည်တွင်းစစ်တမိုင်းတလျှောက်မှာတွေ့မြင်ခဲ့ရတဲ့စစ်တပ်နဲ့တိုက်ခိုက်လိုက်ဆိတ်ဆက်ဆွေးနွေးလိုက်အပြည့်ရလိုက်တန်နရာတပတ်လေခြင်းရဲ့အစားပါပဲ။ကိုကန့်ကောင်ဆောင်ဖုန်တာရင်ကသူ့ပြည်ဖုန်ချ ားရှင်ကဲ့သို့ပဲမိသားစုအကျိုးစီးပွားပေါ်အခြေခံတည်ဆောက်ခဲ့တဲ့ MND ရဲ့လက်နက်ကင်ဖွဲ့ကြီးတစ်ခုသာဖြစ်ပြီး 2029ခုနှစ်စစ်စင်ရေးစတင်ခဲ့တဲ့2023ခုနှစ်အောက်တိုဘာလ29ရက်နေ့ထုတ်ပြန်ခဲ့တဲ့ရင်းရဲတောင်းကြညာချက်ကိုခောက်သိမ်းလိုက်ပြီးဖြစ်တဲ့ဖုန်ကြားရှင်ကဲ့သို့ပဲ၎င်းတို့မိသားစုအာဏာတည်ဆောက်နိုင်ဖို့အတွက်အကြမ်းဖက်စစ်ကောင်ဆောင်တွေနဲ့အပေးယူလုပ်ခဲ့ပြီးဖြစ်တဲ့ပြည်သူ့ကြောခိုင်းနဲ့အဲ့ဒီလိုအပေးယူတွေကိုအာဏာသိမ်းစစ်ကောင်ဆောင်မင်းအောင်လိုင်းမျှော်လင့်နေတာကလည်းလွန်ခဲ့တဲ့၄နှစ်လုံးလုံးဖြစ်တဲ့ကိုကန့်ကောင်ဆောင်တွေရဲ့ဒီချလန်အတိုင်းရှမ်းမြောက်ကတိုင်းရင်းသားလက်နက်ကင်ဖွဲတွေဖြစ်တဲ့တအောင် DNL ၊ကချင်း KIA နဲ့အရခတ်တတော် AE တို့ဆက်ပြီးလမ်းလာမှလားဒါဆိုရင် င်ပြည်သူတွေနဲ့အတူရပ်တည်ပြီးစစ်အာဏာရှင်စနစ်ချုပ်ငင်းရေးမြည်သည့်အတွက်ကြွေးကြော်ခဲ့တယ်လေ။၎င်းတို့ကိုယုံကြည်စွာနဲ့လာရှုမျိုးတင်စစ်စင်ရေးအတွက်ပါဝင်ခဲ့ကြတဲ့လူငယ်တော်လိုင်းရဲဘော်အမြောက်များစွာရဲ့သွေးတွေကလာရှုမျိုးလမ်းမတွေပေါ်ဆုံးထင်နေစေမှာပဲစစ်ကောင်စီကားတွေရဲ့ထပ်မံဖြတ်ကျိတ်သွားခြင်းခံခဲ့ရပြီး တစ္ဆာဖောက်ရက်လေးချင်းလို့တမန်တော်မှနာကျင်စွာခန်းစားကြရပြီလိမ့်မယ်။ AB လာ21ရက်နေ့တနက်တစ်ချက်ပြစ်ဖောက်ရံမလို့ပဲလာရှုံမြို့ကိုပြန်လည်တင်ပိုက်ထိန်ချုပ်ဖို့ဝင်ရောက်လာတဲ့စစ်ကောင်စီရဲ့စစ်ရင်တန်းကိုမြင်တွေ့ကြရတဲ့အခိုက်အတန့်ကပြည်ရင်းစစ်သမိုင်းမှာမကြုံဘူးတဲ့နောက်ထပ်ဖြစ်ရက်တစ်ခုကိုထပ်မံတွေ့နေရပြီလို့ဆိုကြပါတယ်။၂၀၂၄ခုနှစ်ဩဂုတ်လ၃ရက်နေ့မှာတလား ကျော်ကန်ကြကုတ်ကြခဲမြို့သိန်းတိုက်ပွဲကြီးဆင်နွှဲပြီးလာရှုမြို့နယ်အရှိမြောက်တိုင်းစစ်ဌာနချုပ်ကိုကန် MND တပ်ဖွဲ့ဦးဆောင်တဲ့ပူးပေါင်းတပ်တွေတိမ့်ပိုက်ထိန်ချုပ်လိုက်ပြီးဆိုတဲ့သတင်းပြန့်နှံ့ခင်စင်ကလည်းမကြုံဘူးတဲ့ပြည်တွင်းစစ်သမိုင်းဖြစ်ရတဲ့ခုကိုကြုံတွေ့ကြရပါတယ်ဒီသတင်းတွေကြောင့်နိုင်ငံနဲ့ရှိပြည်သူများဝမ်းသာပျော်ရွှင်ခဲ့ကြပြီးဒီတကြိမ်တော့ဖြင့်စစ်အာဏာရှင်စနစ်ကိုအပြီးတိုင်ဖယ်ရှားနိုင်တော့မယ်လို့ယုံကြည်မှုတွေပြေဝါခဲ့ကြပါတယ်ဒီဖြစ်စဉ်ကတန်လျရဲ့ပမာတနည်းပင်မကြခဲ့ကိုကန်ခေါင်းဆောင်တွေကပြည်သူတို့ရဲ့ယုံကြည်ချက်ကိုရိုက်ချိုးပြစ်လိုက်ပြီးတော်လန်ဤ ရဲဘော်လူငယ်များစွာရဲ့အသက်များပေးဆက်ရင်းနှီးကြရတဲ့လာရှိုးမျိုးတင်တိုက်ပွဲဖြစ်စဉ်ကိုကောင်းစွာသိရှိခဲ့သူတချို့ထံမှအန်ကျိတ်တန်တဲ့ဒူးထွက်ပေါ်လာတာကဆုံးရှုံးကြရတဲ့အသက်အရေးအတွက်ကရာပေါင်းများစွာဒါမှမဟုတ်ထောင်နဲ့ချီရဲဆိုတဲ့အသက်နေဖြစ်ပါတယ်။ လာရှုံမြို့တိုင်စစ်စင်ရေးပြီးနောက်ပိုင်းတရုတ်နိုင်ငံရှူနန်ပြည်နယ်အတွင်းစေကူသားမှုခံယူဖို့တွားရောက်ခဲ့ရမှာတရုတ်အစိုးရရဲ့ထိန်းသိမ်းခြင်းခံခဲ့ရတယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပြီးလူမြင်ကွင်းမှာလာနေချီပြောက်သွားခဲ့တဲ့ MNDA ကောင်းဆောင်ဖုန်တာရင်ကလာရှုံမြို့ကိုစစ်ကောင်စီလက်ထံပြန်လည်ထိုးအပ်ပွဲမပြုလုပ်မီရှမ်းမြောက်ရဲ့2029စစ်စင်ရေးမှာကြာဆုံးခဲ့တဲ့ရဲဘော်တွေမြုံနှံထားတဲ့တင်းချိုင်းကူရီကိုတွားရောက်ပြီးပန်းခွေချအလေးပြုခြင်းအခမ်းအနားတစ်ခုကိုလှုပ်ဆောင်ခဲ့ပါတယ်။လာရှုံကိုစစ်ကောင်စီတပ်များလက်ထက်ပြန်လည်ထိုးအပ်ခဲ့တဲ့လုံရက်အတွက်ဖုန်တာရင်တယောက်အသက်ပေးတိုက် က်ပွဲဝင်ခဲ့တဲ့ရဲဘော်တို့ရဲ့ဝိညာဉ်တွေကိုတောင်းပန်ပွဲကျင်းပခဲ့တာလားဒါမှမဟုတ်တရုတ်အစိုးရရဲ့ PR အောင်ဒူးထောက်အညံ့ခံလိုက်ရတဲ့၎င်းရဲ့ဖြစ်ရပ်ကိုဖုံးကွယ်ဖို့အဲ့ဒီကဏ္ဍကိုစီစဉ်အသုံးချတာလားဖုန်တာရင်ကိုယ်တိုင်တော့သိပါလိမ့်မယ်ဒီလိုပဲပြောပြော စစ်တပ်ရဲ့အလွန်အင်အားကြီးမားတဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်ကိုသိမ်းပိုက်နိုင်တဲ့ဒီစွမ်းဆောင်နိုင်ခဲ့ပြီးကိုကတ်သမိုင်းမှာကြီးမြတ်တဲ့အဲ့ဒီအောင်ပွဲကြီးကိုရယူနိုင်ခဲ့တဲ့ကိုကတ်တပ်ဖွဲ့အကြီးအကဲတအုပ်ရဲ့ရန်သူရှိမောင်ဂုံတိကမင်းစွာထူထောက်ခဲ့ရတဲ့ဖြစ်ရပင်ဖြစ်ပါတယ်။အဲ့ဒီအတွက်ဘက်လိုအတူအကြောင်းပြစင်ဂျီရီနဲ့ဖုံးကွယ်နိုင်စွမ်းမရှိနောက်နောက်တော်လန်ကြီးဆိုတဲ့ဝဟရာရဲ့ဂုံတိရေကကိုကတ်ခေါင်းဆောင်နဲ့ထိုက်တန်ခြင်းမရှိနိုင်တော့ပါဘူး။ပြည်သူတရက်လုံးရဲ့ယုံကြည်မှုဆိုတာနှစ်ကြိမ်နှစ်ခါရနိုင်ကောင်းတဲ့အရာမဟုတ်ပါဘူး။၂၀၂၄ဇူလိုင်လ21ရက်နေ့က MNDA ထံ ံလက်နက်ချတဲ့စစ်ကောင်စီတပ်အရာရှိတွေနဲ့တပ်သားတွေရဲ့ပုံတွေကိုလည်းထုတ်ပြန်ထားပါတယ်။ ။ကိုကန့်တက်တွေရဲ့လာရှုအညက်ခံပွဲကြောင့်ຫນွေဦးတော်လိုင်းရဲ့စိတ်ဝိညာဉ်တစ်ခုလုံးညှိုးနှွမ်းစေခဲ့ခြင်းကဖုံးကွယ်စေရမလို့တဲ့အမှန်တရားဖြစ်လာပါရယ်။တချို့ကကိုကန့်ခေါင်းဆောင်တွေကຫນွေဦးတော်လိုင်းကိုဘလို့မှကုညီပန်ပိုးနိုင်ကြတာမရှိကြောင်းခုခံချေပနိုင်ပါရယ်။ဒါပေမဲ့လာရှုအညက်ခံပွဲကအကြောင်းပြချက်တွေပြင်ရမလို့အပ်တဲ့ရှင်းလင်းလာတဲ့ဖြစ်စဉ်တစ်ခု။တနည်းအားဖြင့်ဆေးအာနာရှင်နေတဲ့ဒူးရှင်တွဲနေထိုင်မယ်ဆိုတဲ့ကိုကန့်ခေါင်းဆောင်ရဲ့ဆုံးဖြတ်ချက်ကိုလူသိရှင်ကြားကြေညာလိုက်တာဖြစ်ပါရယ်။ဒီနေရာမှာ2029စစ်စင်ရေးကိုကိုကန့်တက်တွေနဲ့အတူညီနာမဟာမိတ်များဖြင့်လက်တွဲဆင် နေခွေကြတဲ့တောင်းတက်ဖွဲ့နဲ့အရကတက်တော်တို့ကလာရှိုးဖြစ်စဉ်ပေါ်သဘောထားထုတ်ပြန်ချက်ကိုအခုဆောင်ပါရေးသားချိန်ထိမပြုတ်လို့ပဲတိတ်ဆိတ်နေတာကိုလေ့လာတွေ့ရှိရပါတယ်။တက်ဖွဲ့နဲ့တက်ဖွဲ့ကြားအပြန်အလှန်ကြီးညာချက်ထုတ်ထောက်ခံအားပေးတတ်ကြတဲ့အဆိုပါညီနောင်မဟာမိတ်ဖွဲ့တွေရဲ့နှုတ်ဆက်နေမှုက၎င်းတို့ရဲ့ပြည်သူတွေပေါ်စစ်မှန်ရှုသားမှုကိုအစစ်စေးခံရပြီဆိုတဲ့အချက်ကိုသတိပြုမိဖို့လိုအပ်ပါတယ်။အခုကကိုကန့်အလှည့်ပြီးရင်တောင်းတက်ဖွဲ့အလှည့်လာတော့မယ်ဆိုတဲ့ဒါကိုပြည်သူတွေသိနေကြပါပြီ။ တရုတ်အစိုးရကတအောင်းတပ်ဖွဲ့ကို၎င်းတို့နယ်စပ်နန်ခမ်းမြို့မှာစုခွာခိုင်းမာလာဓမ္မမုတ်ကဘာကျော်တန်ဖိုးကြီးကြောင့်ရဲ့ယန္တနာရီထက်ရှိရာမိုးကုံမြို့မှာစုခွာခိုင်းမာလာတရုတ်အစိုးရရဲ့ဦးဆောင်မှုအောက်မှာစစ်တပ်နဲ့စစ်ဆက်ဆွေးနွေးပါမယ်လို့လူသိရှင်ကြားထုတ်ပြန်ပြောဆိုလာခဲ့တဲ့တအောင်းခေါင်းဆောင်တွေရဲ့ခြေလှမ်းတွေကိုပြည်သူတို့ကအနီးကပ်စောင့်ကြည့်နေပါလိမ့်မယ်။ထို့အတူစစ်တပ်နဲ့စစ်ဆက်ဆွေးနွေးညှိနှိုင်းပါမယ်လို့တရုတ်အစိုးရအလို့ကြားကြေညာချက်ထုတ်ပြန်ကြတဲ့အားရခတက်တော်ကရခိုင်ပြည်နယ်ရဲ့ထူးခြားတဲ့နေမြေတီနီယာအရာတရုတ်ပြည်အားကိုစစ်နက်ဖွဲ့လောက်မရင်ဆိုင်ရတော့လဲပြည်နယ်တစ်ခုလုံးစစ်အာဏာရှင်စနစ် အောင်မှလွတ်မြောက်ရေးကြိုးပမ်းသွားမယ်လို့၎င်းတို့ကြွေးကြော်တဲ့အတိုင်းလှုပ်ဆောင်နိုင်မလားစောင့်ကြည့်ရပါလိမ့်မယ်။အခုအခါပြည်သူများကိုယ်တိုင်ရွေးချယ်ခဲ့တဲ့စစ်အာဏာရှင်စနစ်ချုပ်ငင်းရေးပြည်သူတော်လှန်ရေးအရှိန်အဟုန်ကိုဖြိုခွဲချိန်မုံဖို့အတွက်တရုတ်အစိုးရရဲ့ ကျိုးပန်းမှုတွေကိုမြေပြင်မှာတိတာစွာမြင်တွေ့လာပါပြီ။လာရှိုးကိုစစ်ကောင်စီလက်ထက်ပြန်လည်ရောက်ရှိဖို့တင်ယုတ်စုရရဲ့ကျိုးပန်းမှုလက်တွေ့ဖြစ်မြောက်လာခဲ့ပြီဖြစ်တဲ့အဲ့ဒီအတွက်တင်ယုတ်စုရခေါင်းဆောင်တွေကရှုံချီမှုမြင်မာလာပြီးအခြားသောတင်ယုတ်နယ်စပ်အခြေဆိုင်လက်နက်ကိုင်ဖွဲ့တွေကိုအလားတူဖိအားပေးမှုတွေအစများစွာတိုးပြီးလှုပ်ဆောင်လာကြပါလိမ့်မယ်။တင်ယုတ်စုရရဲ့စစ်ကောင်စီဘက်မှရက်တီကူညီနေတဲ့လောက်ရက်ကစစ်အာဏာရှင်စနစ်အတွန်းရှည်ဖို့ကူညီနေခြင်းဖြစ်ပြီးမြန်မာပြည်သူတွေရဲ့ဆန္ဒနဲ့ဖြောင်းဖြောင်းကြီးစန့်ကျင်လျက်ရှိပါတယ်။တင်ယုတ်နယ်စပ်နဲ့ရှမ်းမြောင်မှာတည်ငြိမ်အေးချမ်းရေးခေါင်းဆောင်နဲ့တင်ယုတ်စုရ ရဲ့ဆွတ်ဖက်မှုတွေမှာမြန်မာနိုင်ငံရဲ့အထောက်အကြအာဏာနဲ့ပြည်တွင်းရေးကိုတစတစပြောင်ပြောင်တင်းတင်းဆွတ်ဖက်လာခြင်းဖြစ်ကြောင်းလာရှိုးမျိုးလမ်းမပေါ်မှာတရုတ်အလံကတ်ထားပြီးပြစ်ခတ်ရဲစဲမှုစောင့်ကြည့်အဖွဲ့ကားရန်များလှည့်ပတ်သွားလာနေခြင်းကသက်တည်ပဲဖြစ်ပါတယ်။တရုတ်ဆွတ်ဖက်မှုကိုစတင်တားဆီးဖို့ကတိုင်းရင်းသားနဲ့ပြည်မတော်လိုင်းအဖွဲ့စည်းတွေအကြားညီညွတ်စွာရည်တည်ပြီးလက်ငင်းအကျိုးစီးပွားထက်ရေရှည်တော်လိုင်းမျှော်မှန်းချက်ကိုဥတည်ရင်ဆိုင်နေရင်းကအဓိကကြပါတယ်။ကိုကန့်ကောင်းဆောင်တွေကအဆိုပါညီညွတ်ရေးကိုကြောခိုင်းခဲ့ပြီး၎င်းတို့တပ်ဖွဲ့ရဲ့လက်ငင်းအကျိုးစီးပွားနဲ့ကော ောင်းစာရေးကိုရှေ့ရှုခဲ့ခြင်းဖြစ်ပါတယ်။ကိုကံကောင်းဆောင်များခြေလန်းအတိုင်းအခြားတိုင်းရင်းသားတော်လိုင်းအဖွဲ့များလိုက်ပါလာမယ်ဆိုရင်စစ်အာဏာရှင်စနစ်ချုပ်ငင်းရေးပြည်သူတော်လိုင်းအတွက်ကြီးစွာသောအနောက်ရှက်အန္တရာယ်ကြီးကြောက်လာပြီလို့တတိပေးတုံးသက်တင်ပြလိုက်ရတယ်လို့စောင်းပွားမှရည်သားထားတာကိုတင်ဆက်ပေးလိုက်ရပါရှင်။